ဒီကနေ့ Umbrella ဆယ်ရက်နေ့အထိနောက်ဆုံးရရှိထားတဲ့ငလင်ကြောင်ထိခိုက်သေးဆုံးမှုတွေနဲ့ငလင်ထူးခြားသတင်းတွေအကြောင်းကိုတည်နိုင်ပုံသတင်းရယူတင်ဆက်နေတဲ့ DVB ရဲ့သတင်းထောက်မဝေဝေကိုတိုက်ရိုက်တင်ဆက်မေးမြန်းသွားပါမယ်။မင်္ဂလာပါမကြီးဒီကနေ့ Umbrella ဆယ်ရက်နေ့အထိရရှိထားတဲ့ငလင်ကြောင်ထိခိုက်သေးဆုံးသူလူဦးရေဘယ်လောက်ရှိပြီလဲလို့သိရမလားရှင်။ ဟုတ်ကဲ့ပါဒီနေ့ဧပြီလ10ရက်နေ့ထိပေါ့နော်ညနေမြန်မာစံတော်ချိန်ညနေ9နာရီချိန်ထိ DVB ကကောက်ယူရရှိထားတဲ့ဈေးတွေရဆိုလို့ရှိရင်ငလျင်ကျောင်းသေဆုံးသူဟာ4346ရောက်ရှိလာပြီဖြစ်ပါတယ်ထိခိုက်ဒဏ်ရာရရှိသူကတော့8830ပျောက်ဆုံးနေသူကတော့210နဲ့ကဲဆယ်ရရှိသူကတော့653ရောက်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်အော်ဒီကိန်းဂဏန်းတွေကဒီ DVB ကလလန်းမိတဲ့လောက်ကောက်ယူထားတဲ့ကိန်းဂဏန်းတွေပဲဖြစ်ပြီးတော့မြေပြင်အချက်အလက်တွေနဲ့တော့ကွဲလွဲနိုင်မှုတွေရှိနိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအမဒီငလေနောက်ဆက်တွဲရရှိထားတဲ့သတင်းတွေရှိရင်လည်းပြောပြပေးပါအောင်ရှင်။ ဟုတ်ကဲ့ပါဒီနေ့ဆိုရင်ပေါ့နော်ငလျင်လှုပ်ခတ်ပြီးတော့73ရက်မြောက်နေ့ပေါ့နော်ဒီနှစ်ပတ်နီးပါးကြာလာပြီဖြစ်ပါတယ်ဒီငလျင်တန်းချောင်းကြီးကြီးမားမားထိခိုက်ခဲ့ရတဲ့ဒီမန္တလေးတို့စကိုင်းတို့မှာလည်းပေါ့နော်ပြန်လည်ထူထောင်ရေးတွေလည်းစတင်နေပြီဖြစ်ပါတယ်ဒီပြိုပြက်နေတဲ့အဆောက်အုံတွေကိုရှင်းလင်းတာတွေလည်းလုပ်နေပြီပေါ့နော်အဲဒါပေမဲ့ဒီမန္တလေးမန္တလေးမြို့မှာဆိုရင်ပေါ့နော်ဒီကနေ့အထိကိုဒီတောက်ရည်တန်းပေါ့ရေတန်းရရှိနိုင်မှုကအခက်အခဲတွေရှိနေတယ်လို့သိရပါတယ်ဟောဒေတာခန့်တွေရာဆိုလို့ရှိရင်ဒီမတန်ရှင်းတဲ့ရေတွေပေါ့နော်နောက်တွင်းရေတွေနောက်အဝေးစီးကထွက်တဲ့ထုံးတက်များတဲ့ရေတွေကိုတောက်သုံးနေရတယ်လို့လည်းသိရပါ ါတယ်ဟိုတကယ်လို့များပေါ့နော်မဖြစ်မနေဒီကြားထဲမှာရေတမ်းမရရှိသေးလို့ဒီရေတွေကိုတောက်သုံးရမယ်ဆိုရင်တော့ဟိုကြိုချက်တောက်သုံးမှုအတွက်ဆရာဝန်တွေကအကြံပြုထားပါတယ်အော်နောက်တစ်ခုကတော့ဒီမန္တလေးမြို့မှာပဲပေါ့နော်ဒေသခံတွေအများစုကဒီပြည်လဲထူထောင်ရေးလုပ်နေရင်းနဲ့ပဲကိုယ့်ရဲ့အိမ်တွေကိုရှင်းလင်းရင်းနဲ့ပြန်နေဖို့ပေါ့နော်စ조사နေရလဲရှိရယ်ပြီးတော့ဒီဖွင့်ထားတဲ့ဆိုင်တွေကိုလည်းပြန်ဖွင့်ဖို့ပြီးတော့မိမိနေရင်းနဲ့တွဲထားတဲ့ဆိုင်တွေကိုလည်းပြန်ဖွင့်ဖို့စ조사နေတယ်ဟိုဒါပေမဲ့ဒီငလင်းရဲ့နောက်ဆက်တွဲငလင်းငယ်လေးတွေကဇက်တိုက်လှုပ်ခတ်နေတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ရဲ့နေအိမ်မှာပြန်နေဖို့အတွက်အခက်အခဲတွေန ဲ့ဒီစိတ်စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေရှိနေတယ်လို့လည်းသိရပါဗျ။ အော်နောက်တစ်ခုကတော့ဒီအင်းလေးပေါ့နော်အဲအင်းလေးမှာဆိုရင်ဒီငလျင်လှုပ်ခတ်ပြီးရဲ့နောက်မှာအဲရွာလုံးကျွတ်ပြိုကျပျက်စီးရာတွေလည်းရှိခဲ့ပါတယ်အခုဒီဇက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့်အင်းလေးမှာရှိနေတဲ့ဒေသခံတွေကနေထိုင်မှုအတွက်အခက်အခဲတွေအများကြီးရှိနေတယ်အဲမြေဆိုင်မြေရှိတဲ့နေရာလေးတွေမှာပေါ့နော်ဒီအမိုးကလေးတွေလှုပ်ပြီးတော့နေရာမျိုးရှိရဲတချို့ဆိုရင်ဆက်လေပေါ်မှာပဲဖြစ်တယ်လို့ပေါ့နော်အဆင်ပြေလို့နေထိုင်နေရာတွေရှိတယ်ဟိုဒီအတွက်ကြောင့်ဟိုသူတို့ကပေါ့နော်မိုးရွာတိုင်းအခက်အခဲတွေကြုံနေရတယ်လို့သိရတယ်ဒီအင်းလေးမှာဆိုလို့ရှိရင်လူပေါင်း100ကျော်တည်ဆုံးပြီးတော့အဆောက်အအုံပေါင်း2000ကျော်လောက်ဟို ုပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်းသိရပါတယ်ရှင့်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ဒီထူးခြားတဲ့သတင်းတွေရှိရလို့ရှင့်လည်းတစ်ချက်ပြောပြပေးပါအောင်ရှင့် အဟုတ်ကဲ့ပါဒီပြီးခဲ့တဲ့ April 10ရက်နေ့ပါဗောနော်ဒီကုလသမဂ္ဂရုံးဆိုင်ရာဒီ New York မြို့မှာဗောကုလသမဂ္ဂရဲ့ဒီလက်နက်ဖြတ်သိမ်းရေးကော်မရှင်ကပြုလုပ်တဲ့ဗောနော်2025ခုနှစ်ဘာသာရပ်ဆိုင်ရာအထွေထွေဆွေးနွေးပွဲမှာဒီကုလသမဂ္ဂဆိုင်ရာမြန်မာသမတ်ကြီးဗောနော်ဦးကျော်မိုးထွန်းကတက်ရောက်ခဲ့ပါတယ်အဒီမှာဆိုလို့ရှိရင်ဒီဇိုင်းလင်ကျောင်းဗောလူပေါင်းထောင်ချီသေးဆုံးပြီးတော့များစွာထိခိုက်ပျက်စီးခဲ့ရတဲ့အချိန်မှာပဲစစ်ကောင်စီကဒီလေကျောင်းကနေပုံချဲတိုက်ခိုက်တာမြေပြင်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုအဆက်မပြတ်ပြုလုပ်နေတယ်လို့သမတ်ကြီးကပြောဆိုခဲ့ပါတယ်အဲဒါကြောင့်ဒီ ီးဝေးဘက်မှာပေါ့နော်စစ်တပ်ရဲ့လူမဆန်မှုတွေနဲ့ရက်ဆက်တဲ့အကြမ်းဖက်မှုတွေကဟိုအဆုံးသတ်နိုင်ဖွယ်မရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီစစ်ကောင်စီကိုစီးဆင်းနေတဲ့လက်နက်ခဲယမ်းတွေနောက်စစ်ပစ္စည်းတွေနောက်လေယာဉ်စီတွေအာနောက်ပြီးတော့စစ်ရေးအရက်ဖက်သုံးတဲ့နှစ်မျိုးစလုံးစစ်ပစ္စည်းတွေကိုပေါ့နော်ဖျက်တောက်ပေးဖို့အတွက်ဒီတက်ရောက်လာတဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုဟိုတောင်းဆိုခဲ့ရလို့လည်းသိရပါတယ်ရှင် အော်နောက်တစ်ခုကကျတော့ဒီငလျင်ចောင်းပေါ့နော်အပြစ်ခတ်ရမယ်လို့ပြောဆိုထားတဲ့စစ်ကောင်စီကအာအဲ့ဒီကျင်ညာပြီးမှာပဲလင်းလင်းလေးចောင်းကနေပြစ်ခတ်တာတွေနောက်ဟိုမြေပြင်ကလေးလက်နဲ့ကြီးနေပုံပြစ်ခတ်တာတွေပေါ့နော်ဇတိုက်ပြုတ်လုံနေပြီးတော့ဒီမနေ့ကဆိုလို့ရှိရင်လဲစကိုင်းတိုင်းဝင်းတို့မြို့တွေကကြေးရွာတစ်ခုကိုဒီဘုံလင်းကနေပြီးတော့ပေါ့နော်ဘုံချက်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အပြစ်မဲ့ပြည်သူတွေအများပြတည်ဆုံးခဲ့ရတဲ့ဖြစ်ရရှိပါတယ်။ဟိုဒါကြောင့်ပေါ့နော်ဒီငလျင်လှုပ်ခတ်တဲ့28ရက်နေ့ကနေပြီးတော့ဒီကနေ့ဧပြီလ10ရက်နေ့အထိကိုစစ်ကောင်စီကတိုက်ခိုက်မှုအကြိမ်ကြီးပေါင်း 152ကြိမ်ထိပြုလုပ်ခဲ့ပြီးတော့အပြစ်မဲ့ပြည်သူနဲ့တော်လိုင်းတက်ဖွဲ့ဝင်ပေါင်း133ယောက်တိဆုံးခဲ့တယ်လို့သိရပါဗျ။ဟိုတရားရရှိသူကတော့154ယောက်ထိရှိလာပြီဖြစ်တယ်လို့ DPP ကဒီကနေ့ညနေ9:00နာရီထိကြောက်ယူရရှိထားတဲ့စင်တွေကသိရပါဗျ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါအခုလိုတေချာဖြေရှားဖြေကြားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။ လင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းအချက်အလက်တွေနဲ့ငလင်းသတင်းဖြစ်စဉ်တွေကို TV ရဲ့ဝိုင်းတော်သားတွေကစဉ်ဆက်မပြတ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။